မင်္ဂလာပါရှင်ဆရာတင့်တယ်ဘာသာပြန်ရေးသားထားတော့မေတ္တာအတင်ချေတင်ဆက်ပေးပါမရှင်မိုးချင်းတန်များကြာရဤမိုးချင်းတန်ကြောင့်မေဤမှာတကူလုံးတုံလုံး၍သွားရှာလေသည်အတန်များသည်အဝေးကြီးမှ အော်ပြောနေသောအတန်များကဲ့သို့ ကြားနေရ၏သို့တော်တတိမြာပဲမိမိအားလင်ကွန်းက ချုံမော့နှစ်သိမ့်နေသည်ကိုသိရလေသည်မစ်စစ်ကကလေးသည်မိမိဤမျက်နှာကို ရင်းနှွေးစင်ထားသောအဝိဖြစ်တုပ်ပေးရင်အာဖင်စကားပြောနေသည်ကိုလည်းကြားရ၏သူနာပြုဆီယမ၏အတန်ကိုလည်းကြားရလေသည်စတီဗင်ဒေါက်ကလတ်၏နေရာသို့အမတ်အဖြစ်တက်ရောက်လာသောအော်ဘီဘရောင်းနှင့်နေသူမိမတို့သည်အင်ဖြူတော်သို့လင်ကွန်း၏မှားထားချက်အရလာ၍မေယီကိုကြည့်ကြလေသည်အော်ဘီဘရောင်းနှင့်မှာမေယီတို့မျိုးမှဖြစ်ရာ မေရီအားတက်စီရန် လင်ကွန်းက အခေါ်လှချင်းဖြစ်လေသည်ဘရောင်နင်းကိုကဘရောင်နင်း၏မိမကိုပါ လူပြိုအပြိုပွားကပင် မေရီတို့တီကျွမ်းခဲ့လေသည်ဘရောင်နင်းတို့သည် မူလျံမွေးဖွားစအချိန်ကပင်ခလီ၏အကြောင်းကိုသိနေကြ၏များမကြမီဟာဘတ်တက်တို့တွင် စာတင်နေသောအကြီးဆုံးရောဘတ်သည်အင်ဖြူတော်သို့ရောက်လာ၏မိခင်ဖြစ်သူအားတနာကျင်နာစွာကြည်၍နေရှာပေသည် မေဤသည်အိပ်ပျော်သွား၏မိုးလင်းသောအခါလင်ကွန်းသည်မိမိအားကျင်နာစွာကြည်ရင်အိပ်ရာပေး၌ထိုင်၍နေသည်ကိုမေဤတွေ့ရလေသည်ဒိုသားကလေးဆုံးနာကတော့သုံးမိပေါ့ကွယ်ဒိုအဖို့မှလည်းယူကျုံမရဖြစ်เสียရတွေပဲဝီလီယံရဲ့ဓမ္မဆရာဟာတရဏဂုံတင်းနေတယ်မကြခင်မိတ်ဆွေတွေလာကြလိမ့်မယ်ဟုလင်ကွန်းကတီတိုးတက်တာပြောလိုက်၏မေဤသည် မျက်လုံးကိုစုံမိတ်လိုက်ပြီးနောက်မျက်နှာကိုခေါင်းအုံးပေါ်အပ်၍ထားလိုက်၏လင်ကွန်းသည် မေဤအားတရဏဂုံတင်ရသို့သွားဖို့နောက်ထပ်တိုက်တွန်းခြင်းမပြုတော့ပေမေဤသည်အိမ်ယာမှနိုးလာခဲ့၏ထိုအခါ၌တစုံတရာခေါက်တုံးခေါက်ပြန်လျှောက်၍နေသောအတန်ကိုကြားရလေသည်ထိုအတန်သည် လင်ကွန်း၏ခြေတံဖြစ်ကြောင်းကို မေဤကောင်းစွာမှတ်မိနေလေသည်ခြေတံသည်ရက်သွား၏ထို့နောက် ချိန်မနိုင်ခဲမရငိုနေတော့အတန်ကိုခက်တက်တက်ကြားရပြန်လေသည်မေရီသည် ဆောင်းမြောင်းကို ခွာလိုက်ပြီးနောက်ဖနန်စည်းလိုက်ပြီးလင်ဝင်းယုံတစ်ခုကိုခြုံ၍ခင်မွန်းတဲ့ဤအခန်းထဲသို့ဝင်၍သွား၏လင်ကွန်းသည် ကလထိုင်တလုံးတွင်ထိုင်ကာမျက်နှာကိုလက်ပွားနှစ်ဖက်ဖြင့်အုပ်၍တကုံလုံးရိမ့်ထိုးလာအောင်ငို၍နေလေသည်ခန်းစည်းများကာထားသဖြင့်အခန်းမှာမှောင်၍နေ၏ မေရီသည်လင်ကွန်းအနီးသို့ချဉ်ကပ်ပြီးနောက်ပေါင်မောထိုင်လိုက်ပြီးလင်လက်များကိုမျက်နှာမှခွာ၍လင်ကွန်း၏မျက်ရည်ရွှဲနေသော ပါများမျက်လုံးများကိုနမ်းရှုပ်လိုက်ပြီးနောက်မငိုပါနဲ့အိဗရာဟင်မငိုပါနဲ့ဟု ပြောလိုက်၏အသည်နာလုံးလိုပါကွယ်ဒီကနေ့ကတားပါတီနေ့လဲဒီနေ့ပဲအရင်တစ်ပတ်ကဆိုရင်ငါသားဟာလူကောင်းပကတိရှိသေးတယ်ဒီမှာအိဗရာဟင် အက်ဒဝက်ကလေးဆုံးလုံးကဖျားသခင်ပေးတော်မူတာကိုဖျားသခင်ယူဆောင်သွားတာပဲလို့ကျမကိုပြောဘူးလည်းမဟုတ်လားခိုးရုံးကပြောခဲ့တဲ့ရှင်စကားကိုရှင်တကယ်ယုံကြည်ရင်ရှင်ခုတစ်ချိန်မှလည်းယုံကြည်ပါဤကဲ့သို့ဖြောင်းပြနှစ်သိမ့်ရှာတော်လဲမေကြီးသည်ယခင်နှင့်ယခုမတူသောခြားနှက်ချက်ကိုရင်ထဲကတီးပြီးဖြစ်၍နေသည်အက်ဒဝက်ကွယ်လို့စဉ်အခါကားမှမိမိနှင့်လင်ကုန်းတို့သည်ငယ်ရွယ်ပြုံးမြကြသည်၏ ောက်ထပ်ရနိုင်သောမျှော်လင့်ချက်ရနိုင်သည်ဤယခုမူကားမိမိတို့သည်အရွယ်ရင်း၍လာကြပေပြီးတာသမီနောက်ထပ်ရရန်မျှော်လင့်ချက်မရှိလာတော့လင်ကွန်းသည်မေးဤအားငါသားကလေးဝီလျံတယောက်အတွက်သာငါငိုတော့မဟုတ်ဘူးကွယ်ဒို့စစ်ရှုံးခဲ့တဲ့တိုက်ပွဲသုံးပွဲရဲ့နောက်ဖြစ်အောင်မဲ့တိုက်ပွဲတွေမှာရဲ့ငါသားကလေးလိုအညွန့်တလူလူနဲ့လူငယ်ကလေးတွေဘာမှအထိပယ်မရှိ အကြောင်းမရှိဘဲနဲ့တည်နေကြရတယ် ီမမီကျုပ်တို့ခုမေးခြင်းနဲ့တကယ်လို့သာကျုပ်တို့သမရဝင်အရွေးမခံပဲစတီဗင်ဒေါကလတ်သာသမရဖြစ်ရင် အခုလိုပြည်တွင်းစစ်မဖြစ်ပဲမိဘတွေလည်းသူတို့သားကလေးတွေနဲ့တေခွဲကွဲကြရပြီမယ်မဟုတ်ဘူးလို့ကျုပ်တော်ထင်တာပဲမဟုတ်ဘူးလားမေကြီးဟုပြောနေပြန်၏မေကြီးသည်လင်ကွန်းနှင့်ပါချင်းအပ်၍ရှိုက်ငင်နေမိရင်အတန်ကြာမှလင်ကွန်းသည်မျက်နှာတစ်ပြီးအင်ဒရီဆယ်လိုက်နိုင်လေသည် ထိုခဏ၌တကားလာခောက်တန်ကြရ၏တကားကိုလင်ကုန်းကဖွင့်ပေးလိုက်ရာအတွင်းဝင်နီကိုလက်ရက်နေသည့်ကိုတွေ့ရ၏နီကိုလက်ကနှောက်ရှက်မိတော်ကို ခွင့်လွတ်ပါသမရမင်းခမညာခုကျွန်တော်ရုံးခန်းမှာယူရီးယားဘရင်ရဲ့ကိုယ်စလဲတော်တတိယအကြိမ်ရောက်နေပြန်ပါတယ်သူကယူရီးယားဘရင် ပို့လိုက်ခြင်းနဲ့တားဖောက်ဆင်တွေကိုသမရမင်းလက်ခံမဲမခံဘူးဆိုတာ မတိရရင်မပြန်ဘူးလို့အကြက်ကင်နေပါတယ်ဟုပြောလိုက်၏လင်ကုန်းသည်မင်းဤအာကြည့်၍ပြုံးပြလိုက်ရပြီးနောက်နီကိုလတ်ဘက်သို့လှည့်၍ယူရီးယားဘီရင်ကိုအကြောင်းပြန်ချလိုက်ပါ ခုနေအခါမှာကျုပ်ရဲ့လက်ထက်မှာပြည်တွင်းစစ်ဆိုတဲ့စင်ကြီးတစ်ကောင်ရှိနေတယ်အဲ့ဒီစင်ကြီးကိုကျုံရောတနိုင်ငံလုံးကအကောင်ဆုံးဦးနှောက်တွေရောဘလို့လို့ရမှန်းမသိဖြစ်နေကြတယ်လို့အကြောင်းပြန်ချလိုက်ပါဟုပြောလိုက်လေသည် မေရီသည်သူ့အဖြစ်ကို ပြန်၍စဉ်းစားနေမိ၏မိမိသည်မိမိ၏ခင်မွန်းတဲ့ကို နေရာတကာ၌ကူညီခဲ့သည်သာဖြစ်၏ခင်မွန်းတဲ့စိတ်ချမ်းသာမှုကိုကြံဆောင်နိုင်ခဲ့၏ယခုမှမိမိနှင့်အများဆုံးသက်ဆိုင်သောစိတ်မချမ်းသာမှုကြီးကို တွေ့နေရပေသည်မိမိတို့ကိုမိမိတို့စိတ်ချမ်းသာအောင်မြေကဲ့သို့ဆောင်ကျဉ်းနိုင်ပါမည်နည်းဟုမေရီသည်ကြယုတ်ကင်းရှောက်တွင်းနေမိလေသည် သူ၏အိမ်ခန်းထဲသို့ရောက်လာသောအခါတွင်မေယီသည်ဆောင်းကိုခေါင်းမူးချုံလိုက်ပြီးနောက်ရှက်ကြီးတငယ်ငိုကြွေး၍နေမိလေတော့သည်မေယီသည်ဝီလျံကိုအလွန်အကျုချစ်၏ဝီလျံကလည်းမေယီအားအချစ်ဆုံးဖြစ်လေသည် မေယီသည်မိမိ၏သားကလေးမရှိတော့သဖြင့်အနာဂတ်ကာလတွင်မိကဲ့သို့ဆက်လက်နေထိုင်၍တွားရမည်မှန်းကိုမသိတော့လောက်အောင်ပင်ဖြစ်၍နေလေသည်မိမိ၏ ချစ်ခင်လှစွာသောတာကလေးမရှိခြင်းသည်မိသားစုတွင် အလွန်ခြောက်သွင်း၍နေပြတော်မည်ဟုလည်းတွေး၏အသက်နှလုံးကိုကျိန်မီအောင်တကဲ့သို့ကြုံတွေ့နေရသောဤဒုက္ခကြီးကို ခံစားရင်းကမိမိသည်မိတို့ဝေကောင်းစားလာများကိုဝတ်နိုင်ပါမည်နည်းအိတ်ခံပွဲများကိုကျင်းပနိုင်ပါမည်နည်းအင်ဖြူတော်ကို နေရာတကျအုပ်ချုပ်နိုင်ပါမည်နည်းထိုနေ့ည9:00အချိန်တွင် ရောင်းနင်းသည်အဲလစ်ဘတ်အက်ဒဝတ်နှင့်အတူအင်ဖြူတော်သို့ရောက်၍လာလေသည်အဲလစ်ဘတ်မှာထွားချိုင်းသောအမျိုးသမီးတဦးဖြစ်ပြီးသပင်များဖြူ၍နေလေသည်အဲလစ်ဘတ်၏မျက်နှာမှာအင်ဒရီတီချီလာသည်ဖြင့်သူ့ကိုမြင်ရကားများဖြင့်မေဤအားရှိ၍လာ၏အဲလစ်ဘတ်၏ကိုနှုတ်အမူအရာကတည်ငြိမ်လာသည်ဖြင့်မေဤစိတ်သည်လည်းတည်ငြိမ်၍လာရလေသည်မေဤသည်အဲလစ်ဘတ်နှင့်အတူမိခင်ဖြစ်သူတည်ဆုံးသည့်နေ့ကို ပြန်၍တွင်းနေမိ၏ထိုနေ့ကမေဤသည်ပျော်ဝဲစားထွက်ရင်းခေါင်းဆောင်ကြီးဟင်နရီကလေး၏နိုင်ငံရေးတရားကိုနားထောင်နေခဲ့၏ထိုအခါတွင်အိမ်မလိုက်၍ခေါ်ယူခြင်းကိုခံရလေသည် အိမ်သို့ရောက်သောအခါတွင် လူတိုင်းလူတိုင်းနေပုံထိုင်ပုံတမျိုးဖြစ်လျက်ဖောဖွားပါကားသည်တရှုံရှုံငုံနေသည်ကို တွေ့ရ၏အသက်၁၇နှစ်မြသာရှိသေးသောအဲလစ်ဘတ်သည်ညီမငယ်မေကြီးပခုံးကို ွေ့လိုက်ပြီးနောက်လာညီမလေးမေးငါမင်းကိုအပေါ်ရက်အိခန့်ကိုလိုက်ဖို့ပေးမယ်ဟုကျင်နာစွာပြောခဲ့ဘူးလေသည်ထိုအချိန်မှစ၍အဲလိစဘက်သည်အမကြီးအမိရသောစကားအတိုင်းမိရို့မော်နမတစုအပေါ်၌မိခင်တပွဲ အုတ်ချုပ်စီမံ၍လာခဲ့လေသည်မိမိလင်ကုန်းနှင့်အကြောင်းပါခဲ့ရသည်မှလည်းအဲလိစဘက်ကြောင့်ပင်ဖြစ်၏အဲလိစဘက်သည်မိမိအား နေရာလို့ရှိသူဆိုကစပရင်ဖီမျိုးတို့လာရောက်နေထိုင်ရန်ဖိတ်ခေါ်ခဲ့သူမဟုတ်ပါလော။မေးသည်ဂရင်ပေး၌လာ၍ထိုင်သောအဲလစ်ဘတ်၏ရင်ခွင်ထဲသို့မျက်နှာကိုအခါအာရပါရငိုကြွေးလေသည်။အဲလစ်ဘတ်ကမေး၏အာပွေဖက်၍ထား၏။ငို၍အာရသောအခါတွင်မေးသည်မောဟိုက်ခါခေါင်းပေါ်တွင်ပြန်လှည့်၍ပလက်လန်နေပေသည်။ အိယာမှာထနိုင်သောအခါတွင် မေယီသည် အခြားခမ်းများသို့သွာလာနိုင်တော်လဲဝီလျံကွယ်လွန်သွားသောဝေလာမင်းသားအခမ်းထဲသို့မူကားမဝင်ရက်လောက်အောင် ဖြစ်၍နေရပေသည် ထို့ကြောင့်အခမ်းတကားကိုတော့ခတ်၍ပိတ်ထားချရလေသည် တဖန်ဝီလျံ၏အလောင်းကိုမဒဂျိုမီတနကုံတင်ရန်နှင့်မိတ်ဆွေမိတ်တင်ကားများလာရောက်ကြည့်ရှု ရန်ထားသော အခမ်းကြီးထဲသို့လဲမေယီသည် မဝင်ရက်အောင်ဖြည့်ရပြန်၏မေရီသည်ဧကံပွဲအလုံးကိုဖျက်သိမ်းလိုက်၏မုံလွယ်ပိုင်းကျမှအမဖြစ်သူအဲလိဇဘက်သည်ဝီလျံကွင်လွန်သည့်အတွေ့ဝါနေချောင်းလာ၍ပြောဆိုမေးမြန်းသူတို့အားလက်ခံတွေ့ဆုံရလေသည်ဝါရှင်တန်မြို့မှာထုံးစံတစ်ခုရှိ၏ထိုထုံးစံမှာစနေနေ့မိုးလယ်ပိုင်းသို့ရောက်ပြီဆိုလျှင်တမရပန်းချံဟုခေါ်သောပန်းချံတဲ၌ရေတက်မှတီးဝဲမှလာ၍ တေးကြီးပွဲကြီးများကိုတိမုတ်ချင်းပင်ဖြစ်လေသည်ထိုတေးဂီတဒဏ်များကိုနားထောင်၍ဝါရှင်တန်မြို့သူမြို့သားတို့သည်လက်ချင်းတွဲကຫນွေဦးရာသည်ဤကြည်လင်သောနေရောင်ကိုခံစားရင်းပန်းချံထဲတွင်လမ်းလျှောက်လေရှိကြပြီသည်မေဤသည်တေးဂီတဒဏ်များကိုမကြားကျင်သောကြောင့်ပန်းချံထဲမှတီဝမ်းကိုပိတ်ထားစေခြင်းဤသို့သောလင်ကွန်းကမိမိပူဆွေးဒုက္ခအတွေ့အခြားသူများဤပျော်ရွှင်ခြင်းကို ထိခိုက်နေတာစီခြင်းမဖြစ်စကားဟူ၍အကြောင်းပြကမေကြီးကိုချုံမော့ထားရလေသည် လင်ကွန်းသည်မေကြီးကို ပူဆွေးခြင်းမဖြစ်ရန်ချောင်းပြနိုင်တော်လဲသူကိုယ်တိုင်မှလည်းဝီလျံအတွက်အတွင်းချိတ်ပူဆွေးတော့ကရောက်လျက်ရှိနေပေသည်အဘဲကြောင့်ဆိုသောမလ၄ရက်နေ့တို့ရောက်လာ၏ထိုနေ့ကလင်ကွန်းသမရအဖြစ်ရာထူးလက်ခံသောနေနှစ်ပတ်လည်ပင်ဖြစ်လေသည်လင်ကွန်းအတွင်းဝင်များသည့် လင်ကွန်းရှိရာစာကြည်ကန်းထဲသို့ရောက်လာကြာပြူနာလင်ကွန်းအားတိုသိပ်စွာဖြင့်ချီချူးထုံးမနာပြုကြ၏ထိုအခါလင်ကွန်းသည်အတန်လေးကြီးဖြင့်"ဩဒီနေ့မတ်လလေးရက်လားကျုပ်သမရဖြစ်တာ တနှစ်လုံးလုံးပြည့်ပြီဗော။အဲ့ဒီတနှစ်အတွင်းမှာကျုပ်တွေ့ကြုံရသမျှတွေကို ထောက်ရှုလိုက်ရင်သမရလှုပ်ချင်တဲ့လူတွေဟာတနှစ်လောက်လှုပ်ကြည့်စမ်းပါလို့တောင်ပြောလိုက်ချင်စရာဖြစ်နေပြီဟု" ညင်းညူလိုက်လေသည်။နှွေရသည့်တစ်ခုလုံးတွင်မေရီသည် အလွန်တရာကြီးကျယ်သောခေါင်းကိုက်ဝေဒနာများကို ခံစား၍နေရ၏။ထို့ကြောင့်မေရီသည် အလွန်လင်းချင်းသော အလင်းရောင်များကိုမကြည့်နိုင်ဘဲရှောင်စားနေရပေသည်။ပြုံးကနေတိုင်းကနေကျဲလောင်သောအတံများကိုကြားရလျင်မေရီသည်ခြေသွန်းကောင်းဆုံးတုံးလုံး၍နေရလေသည်မေရီသည်တခါတခါ၌တွေ့တွေ့ချင်းကြီးက မလုံးမရှဲကြောက်ရွံ့ကြီးလိုငံ၍နေတတ်၏သူဘဝတသက်တာတွင်ဤမြာစိတ်လေလွင်ခြင်းမျိုးကို ရခင်ကတခါသာကြုံခဲ့ဘူး၏ထိုအခါမှာကအဲလစ်ဘတ်၏အိမ်တွင်လာပေါင်း20များနေစဉ်အခါကလင်ကွန်းကမိမိအားရှောင်ဖယ်သွားပြီးပျောက်ွယ်နေစဉ်ကဖြစ်ခဲ့လေသည်မေဤသည်တခါတခါတွင်သူသားအတွေ့ယူကျုံမရဖြစ်လို့မကဖြစ်ရသောကြောင့် အိယာရဲ၌မထာပဲပင်နေသောအခါနေမိလေသည် တခါတရံတွင်မူမေဤသည်မင်းစစ်ကကလေးအထုချုပ်လို့၍ပေးသောဝန်းနေခြင်းအထိမ့်မှဝတ်စုံများကိုဝတ်ဆင်ကာအိမ်ဖြူတော်အိမ်ရှင်မဝတ္တရားနှင့်အညီထိမ့်သိမ့်ရ၏ထမင်းစားပွဲတွင်လည်းအိမ်ရှင်မအဖြစ်ဖြင့်ဝင်၍ထိုင်၏သို့သောမေဤအဖို့၌အနာဂတ်ကိုမျှော်လင့်ချက်နှင့်လမ်းမျှော်တတ်သောစိတ်သည် လုံးဝမရှိချေ အေဒီလာပထမသုံးပတ်ကုံဆုံးသောအချိန်တွင်ပြည်တွင်းစစ်သည်ထ၍ဟုံးကနေတောက်ပြန်၏တိုက်ပွဲဖြစ်ပွားသောနေရာမှာတန်နေစီနေရှီလိုအရတွင်ဖြစ်၏ထိုတိုက်ပွဲမှာဖြစ်သည့်တိုက်ပွဲများအနေအကြီးဆုံးနှင့်အသေးအကြီးအများဆုံးတိုက်ပွဲကြီးဖြစ်လေသည်တပုံတံများသည်ပြည်တော်စုတက်မတော်မှဘိုချုံယူလီစီဂရန်တံများကိုရုတ်တရက်ဝင်၍စီးလိုက်ကြ၏ဘိုချုံဂရန်သည်ပြည်တော်စုတံများကို ပြန်လည်စူးစိပြီးလင်တံပြန်ထိုးစစ်ဆင်းလေသည် ထိုတပုံတများသည်ပြုတ်ကွဲ၍ဆုတ်ခွာထွက်ပြေးရလေသည် ထိုတပွဲသည်ပြည်တော်စုတက်မတော်ကပြည်တွင်းစစ်တွင်ပရမာဇုံရရှိသောအောင်ပွဲကြီးတရက်ပင်ဖြစ်လေသည် သို့သောပြည်တော်စုအစိုးရပိုင်းမှကထိုတိုက်ပွဲနှင့်ပတ်သက်၍မျိုးလုံးပြူးနေကြရလေသည်အဘဲကြောင့်ဆိုသောတေကြီးတန်ရာရပြီးပျောက်ဆုံးသူတက်မတော်သားများမှာ 13000ကျော်နေသောကြောင့်ဖြစ်လေသည် လင်ကွန်းအစိုးရကိုထောက်ခံသောမြောက်ပိုင်းပြည်နယ်များပင်လင်ရှီလိုတိုက်ပွဲကြီး၌တပ်မတော်ကအနိုင်ရရှိစေကမူအသေးအကျဉ်းများပြားလာသည်ဖြင့်ချက်တီထား၍နေကြလေသည်ဤများတပ်မတော်သားတို့တေကြီးထိခိုက်ခြင်းသည်ဘိုချိုဂရန်ဤတာဝန်သားလည်းဖြစ်သည်ဟု ဝေဖန်ပြောဆို၍လာကြပြန်လေတော့သည်နိုင်ငံရေးသည်ရှုပ်ထွေး၍လာပြန်၏တနေ့တွင်လင်ကွန်းက မိမိအားအထူးထောက်ခံ၍နေသောပင်ဆင်ဗေးနီးယားပြည်နယ်ဘရင်ကန်မစ္စတာကာတင်သည်ဟာရီပန်မြို့မှနေ၍အလက်ဇန်ဒါကလူးယားဆိုသူအားမိမိထံသို့ဆေလွတ်လိုက်ကြောင်းသူဆေလွတ်လိုက်ခြင်းမှာဗိုလ်ချုပ်ဂရန်ကိုတက်မတော်မှထုတ်ပယ်ထားရန်တမရကိုတိုက်တွန်းဖို့ဖြစ်ကြောင်းစသဖြင့်ပြောပြလေသည် အတွင်းဝင်ဟေးသည်မကလူးယားရောက်သောအခါတမရလင်ကုန်းရှိရာစာကြည့်ကန်းထဲသို့ခေါ်၍သွား၏ မကလူရသည်တမရကတော်မေယီကိုပင်နှုတ်မဆဲဘိုချုပ်ဂရန်အားချက်ချင်းပင်ဝေဖန်ပြောဆိုလေတော့သည်မကလူရကဘိုချုပ်ဂရန်သည်အညာတာကင်းမဲ့သောနွားသက်သမားနှင့်တူကြောင်းမြောက်ပိုင်းပြည်နယ်တို့သည်ရထုတ်ကြီးဖြစ်သောဘိုချုပ်ဂရန်ကိုတက်မတော်မှ ထုတ်ပယ်ပြည်ရန်တောင်းဆိုသည့်အကြောင်းများကို ထောက်လျှောက်ပြောပြ၏မေယီသည်မကလူရ၏ဟန်ပန်လေတံကိုအကဲခတ်ရင်းမကလူရသည်ဘိုချုပ်ဂရန်ကို တက်မတော်မှထုတ်ပယ်ပြစ်ရန်တမရာမင်းအားတိုက်တွန်းနေခြင်းမဟုတ်ပဲအမိန်ပေးနေသလိုတောင်းဆိုနေသည်ဟုထင်မြင်မိလေသည်ဤကဲ့သို့ မလေးမဆားရှိသည့်အချက်ကိုလင်ကွန်းကလက်ခံပါမည်လားဟု၍မေယီတွေးမိလေသည်လင်ကွန်းသည်နည်းနည်းစွာစဉ်းစားရင်ခေါင်းကွန်းကထန်၍နေ၏အတန်ကြာမှတဖြည်းဖြည်းခေါင်းမောက်၍လာပြီလေဘ ෝජ ုတ်ကရန်ကိုကျုပ်ထုတ်ပြန်မပြစ်နိုင်ဘူး သူဟာတကယ်စစ်တိုက်တဲ့လူပဲဟုမက်ဂလူယာအားပြောလိုက်လေသည်ထိုညတွင်မေရီသည်အဲလစ်ဘတ်ကတခုခု ပြောချင်နေမှအကဲခတ်မိ၏မေရီကလှမ်း၍ကြည့်လိုက်သောအခါတွင်အဲလစ်ဘတ်သည်တပြင်းတစ်ချက်ရှိုက်လိုက်ပြီးနောက်ကိုစီယာဒီသတင်းကို မေရီနားထောင်ပြီးတော့သတင်းကတော့သတင်းဆိုးပဲတို့မောင်ဆင်မြူရဲ့ဟာဘိုဂျိုကရိုင်းရဲ့တက်တွေကို ရင်ဆိုင်တက်ခတ်ရင်းစစ်မြေပြင်မှာကြာသွားပြီဟု ပြောလိုက်လေသည် မေရီသည်အံအားကြီးတင့်နေကြီးနာဟင်ဆင်မြွေတည်ပြီတဲ့လားဟုခရောင်ကရန်ပြောဆိုလိုက်လေသည်မေဤမျက်စီထဲတွင်ဆင်မြွေဤတံတန်ကို ပြန်လဲမြင်အောင်လာ၏ဆင်မြွေသည် လူကြောပီပီအမြဲမျက်နှာရွှင်ပြသူဖြစ်လေသည် မေဤကဲ့သို့ပင်ရေရေမောမောနှင့်ချက်ပြက်လက်လက်နေတတ်သူဖြစ်၏ညင်းစီလက်အလွန်တရာကျွမ်းကျင်သောသူဖြစ်လေသည်မေဤသည် ်မောင်ဖြစ်သူဆင်မြွေအကြောင်းများကို တွေးကထုံမောင်သည် ယခုအခါကြာဆုံးနေပြီဟုသောအသည့်ဖြင့်ဝမ်းနည်း၍မဆုံးနိုင်အောင်ဖြစ်ရပြန်လေသည်ထို့ကြောင့်မေရီသည်အဲလိစ်ဘက်အားကြည်ရင်တေမင်းဟာ ကျမမိတ်ဆွေနဲ့တူရတယ်အဲလိစ်ဘက်ရဲ့ကျမအနီးနားတစ်ဝိုက်မှာပဲတဝဲလေးလေးလုံနေတဲ့အချိန်ပေါင်းများလာပြီဟုကြည်ကွဲသောအတန်ဖြင့်ပြောလိုက်လေ၏မေရီအကြံကြိုက်၍နေပြန်၏ အိမ်ပြည်လာတလာလုံးလိုလိုမေယီသည်အိရာတဲ့နိုင်နေရလေသည်တခါတရံတွင်မေယီသည်ရောင်ရမ်း၍မှန်တဲ့နိုင်ကြည့်လိုက်မိ၏ထိုအခါမိမိ၏မျက်ကွင်းများမှညိုရွေးနေပြီလေမိမိရုပ်ရည်သည်လည်းရေခင်ကားနှင့်မတူတော့ဘဲမမတ်မိနိုင်လန့်အောင်ပင်ရုပ်ပြည့်စင်ပြည့်ဖြစ်နေသည်ကို တွေ့ရလေသည်အဲလစ်ဘတ်ရှိနေ၍ဒါတော်သေး၏အကယ်၍မိမိအား အဲဒီဘက်ကဖေးမထောက်ကူခြင်းမရှိပါနဲ့မိမိသည်ညီမအထိစိတ်ဆင်းရဲပြီးမိတိအမှုတို့ကိုပြုလုံးမိမိမန်းမတိတတ်အောင် ဖြစ်၍နေရလေသည်မေဤသည်ဤကဲ့သို့စိတ်မချမ်းမသာဖြစ်၍နေရစဉ်တွင်တားအငယ်တဲဒီမှာအကိုမရှိတော့သဖြင့်တယောက်ထီတဲ့ပြင်းကြီးညင်းငွေရနေပေသည် ထို့ကြောင့်တနေ့တွင် မေဤအခန်းထဲသို့ရောက်လာပြီးနောက်မေမေ ကျွန်တော်တယောက်တည်းကစားရတာပြင်းလာပြီးမိမိကျွန်တော်နဲ့အတူတူကစားပါဟုတောင်းတောင်းမှန်မှန်ပြောရှာလေသည်ထိုအခါတွင်မှမိရည်သည်တောင်းလေးကိုကြည်ရင်အင်းဟာငါသားကလေးလဲဝီလျံမရှိတာနဲ့တိတ်ပြီးတနာဆရာကောင်းနေပါပြီကွယ်ဟုတ်လားကဲကွယ်လာလာတို့မြင်းဆောင်တွေပဲသွားရအောင်ပြီးတော့မင်းမွေးထားတဲ့ယုံကလေးတွေအတွေ့လောင်ကလေးတွေအလုတ်ခိုင်းကြရအောင်ဟုပြောလိုက်လေသည်တဲ့ဒီဒီ သူ၏အကိုဝီလီယံကိုအလွန်လွမ်းဆွတ်တန်တလျက်ရှိနေပေသည်မိမိကဲ့သို့အလားတူစွာလွမ်းဆွတ်တန်တတကြောင်းကိုတည်ရသဖြင့်တယ်ရီကိုပို၍ချစ်ရရှာပေသည်လက်ဦးကမေးဤသည်တယ်ဒီနှင့်အနေနဲ့ခဲ့ဤယခုမှပင် ပူပူကက်ကက်နေရလေသည်သို့သောတယ်ဒီကို မြင်လိုက်တိုင်းဝီလီယံကိုတတိယရသဖြင့်မေးဤမှာတစ်ခါတွင်တယ်ဒီ၏အနာသို့မကက်ရဲအောင်ဖြစ်၍နေပေသည် သို့တော်လင်ကုန်းသည်တယ်ဒီနှင့်ပုံမိုရင်းနှီးစွာနေ၏လောက်ဆရာရှိသောအလုံများကိုပင်တယ်ဒီ၏အခန်းထဲသို့ယူသွားကာတယ်ဒီ၏စပွဲ၌ထိုင်၍လှုပ်၏အရေးကြီးသောစာရွက်စာတမ်းများကိုလက်မှတ်ထိုးရ၌ပင်တယ်ဒီအခန်းကိုတွား၍ရေးထိုးလေသည်တယ်ဒီသည် ဖခင်အလုံးလုံးနေသည်ကိုစိတ်ဝင်စားစွာကြည့်ရှုတတ်၏လင်ကုန်းကပြည်သူနှင့်ဆိုင်တဲ့စာရွက်စာတမ်းတွေကို လက်မှတ်ရေးထိုးတဲ့အခါမှာအီဘရာဟင်လင်ကွန်းတို့လက်မှတ်ထိုးရတဲ့ကွဲသားရဲ့ဒါပေမဲ့ဖေဖေကတော့အီလင်ကွန်းတို့အတူကောက်လက်မှတ်ထိုးရတာကိုမှသဘောကျတာဟုပြောလိုက်ရာတဲဒီဒီပြုံး၍နေလေသည်တဲဒီဒီသူ့အခန်းထဲ၌လင်ကွန်းလာ၍အလုံးလုံးလင်ပုံမို၍ပျော်ရွှင်စွာကစားနေတတ်လေသည်မေလာကုံ၍သွားပြေးနာစွန်လာသို့ရောက်လာ၏ထိုအခါတွင် နွေရာတီဟိအပူရန်ကို ခံစားပြုကြရလေသည်မေယီသည်အိမ်ဖြူတော်တွင်၎င်းတိုင်းပြည်တွင်၎င်းဘာတွေဖြစ်နေသည်ကို မသိသလောက်ရှိနေ၏မေယီတိတမြမှာကပြည်ရင်းစစ်သည်ဤလူဆဲလျက်ပင်ဖြစ်ကြောင်းဘိုလ်ချုပ်မက္ကလီလန်ဤစစ်ကိုသူ့လက်အောက်သို့တပ်သားများ အမြောက်အများညင်းများညီများပင်ပေးထားစေကမို့တပုံများကသူ့ထဲအင်အားကြီးမားလျက်ပင် ရှိသေးသည်ဟုထင်မြင်ယူဆနေစေပင်ဖြစ်ကြောင်းထို့ကြောင့်လင်ကုန်းကမက္ကလီလန်အား တိုက်ပွဲဆင်နွှဲရန်တိုက်တွန်းပြမရသေးကြောင်းစသည်တို့ပင်ဖြစ်လေသည်ဆရာတင့်တယ်ဘာသာပြန်ရေးတတ်ထားသောမြစ်တာအတင်ချေအပိုင်း25အားဤနေရာမှာရနာပြရစီရှင် နောက်လာမည့်အပိုင်း26အားလည်းစောင့်မျှော်အားပေးကြပါအောင်ရှင်နားဆင်ပေးပါသောစာချစ်သူများအားလုံးကိုစိတ်နှပါစမ်းမချမ်းသာကြပါစေရှင်